်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကပြောတယ်ကုသိုလ်ပြုတဲ့နေရာကိုပြုတဲ့ကောင်းမှုကိုသေးသေးလေးလို့ဘယ်တော့မှမမှတ်နဲ့ရေပောက်ကလေးတွေကြပါများရင်ရေအိုးဟာပြည့်တယ်လို့ပဲကုသိုလ်ကောင်းမှုတွေနည်း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 ပြုရင်းနဲ့အဲ့ဒီကုသိုလ်ကောင်းမှုတွေကပဲနောက်ကြတော့အများကြီးစုပြစ်သွားတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကကောင်းမှုကုသိုလ်ပြုတဲ့နေရာမှာဥမာစီးပွားလုပ်တဲ့နေရာကောင်းမှုပြုတဲ့နေရာဘုရားကဟောထားတာလေးစီးပွားလုပ်တဲ့နေရာမှာတဲ့ ို့မှာပတ်စံရှိရင်လေးပုံပုံနဲ့ဖရဧကေနဘောဂေဘုံစေရတပုံကိုစားဖို့ထားဒွိဟိကံမံပယောစီနှစ်ပုံကတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေရင်းနှီးမြှုပ်နှံပြီးလှုပ်လှုပ်ကြတပုံမြတ်ဘာလုပ်ရမလဲမင်းအရေးပေါ်အကြောင်းပေါ်လာဖို့ရင်သုံးဖို့ရန်အတွက်တပုံကိုတော့သိမ့်ထားတယ်အဲ့တော့သိမ့်တရားရှိမယ်ဆိုရင်သိမ့်စိတ်ကစားသိမ့်90ကအရင်းနှီးလှုပ်သိမ့်တေအစိတ်ကနောက်တကအရေးပေါ်သုံးဖို့တဖရားကထားလို့ဒီလိုပြောတာဒါဆိုရင်မြတ်စွာဘုရားတပည့်တော်တို့တူခြင်းနဲ့ဘယ်ကတူရမှာလို့ဆိုတော့ စားမယ်ထဲကလူတဲ့ဘုရားကဒီလိုပြောတာဟုတ်လားဒီမှာစံတပီချက်တယ်ဆိုကြပါစို့လက်တဆုပ်စာလေးကဘာအတွက်မှန်းလိုက်တော့အသံကလေးဆွန်းလောင်းဖို့အတွက်ဘုရားဆွန်းတော်ဘူးတင်ဖို့အတွက်ဒါအငှအလှူအတွက်ကဒီငါတို့အိမ်မှာလူ9ယောက်ရှိတော့စံနိုးသူဘူး9လုံးကုန်တယ်တလုံးထပ်တိုးလိုက်ရှစ်လုံးချက်တယ်ဆိုကြပါစို့အဲ့တလုံးကလှူဖို့တန်းဖို့လေးကိုစားမယ်ထဲကနေခွဲ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 ပြီးတော့ဘုရားကလှူသွား အဲကြောင့်စီးစီးသူတော်ကောင်းကြီးတွေကသမင်းချက်မဲ့ဆိုရင်ဘေးမှာလူဖို့ရန်အတွက်ထားတဲ့နေရာလေးရှိတယ်။အဲ့ဒါဘာခန်စပေါ်တယ်လဲမင်းတဆုပ်ဆန်လို့ခေါ်တာ။နေ့စဉ်တဆုပ်ကကိုစားမယ်တဲ့ကတဆုပ်လေးပိုင်ပန်ပြီးတော့ဘေးကပစ္စည်းလေးတစ်ခုတည်းထည့်တယ်။အလူတန်းလုံးမဲ့ခါကျတော့အဲ့ဒီတဆုပ်ဆန်လေးတဲ့ကလည်းသူတို့ကလူကြတာလေ။အဲ့တော့ခနေ့သူတော်ကောင်းတွေလုပ်နေတဲ့လုပ်ငန်းဟာမြတ်စွာဘုရားပြောတဲ့အတိုင်းနဲ့ဒါညီတယ်လို့ဦးစင်ကတူလည်းပြောကြတာ။ဟုတ်လား။